အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့2025ခုနှစ်စက်တင်ဘာလ25ရက်မြန်မာတက္ကသိုလ်1389ခုနှစ်သတင်းကြွလဇန်4ရက်ကြာသာပရင်းနေရဲ့မွန်းတဲ့12နာရီချိန်ထိနောက်ဆုံးရရှိတဲ့သတင်းတွေကိုတင်ဆက်ပေးရမယ့်ချိန်ရောက်ရှိလာပါပြီဒေါ်လာနေသစ်ပါလို့ပြည်သူပေါင်းနှုတ်ခွဆက်တာပါခင်ဗျာထူးထူးခြားခြားနားဆင်ကြရမယ့်သတင်းကြောင်းရာတွေကတော့ဇီးကုန်ရဲစခန်းသိမ်းတိုက်ပွဲကနေဖမ်းမိတဲ့စစ်တုံးမန်းတွေကကိုဝင်ဆောင်အမျိုးသမီးကလေးမီးဖွားပြီလို့သိရပါပါခင်ဗျာလေကေကောတိုက်ပွဲတွင်မှာမြန်မာတပ်ဘက်ကပြစ်လိုက်တဲ့လက်နက်ကြီးကြီး ထိုင်းမြစ်ပေါ်ကိုကြောက်ရောက်ပောက်ကွဲပြီးတဲ့နောက်ထိုင်းစစ်တပ်ကနေသက်မှာလုံခြုံရေးတွေတွန်းပြင်ထားပါတယ် TNL ကသိမ်းပိုက်ထားတဲ့ကြောင်မဲနဲ့တီဘောမှာစစ်တပ်လက်အောက်ခံစစ်ပဲရေးရလုံခြုံရေးတပ်ဖွဲ့စရဖနဲ့သတင်းပေးဆယ်ဦးကျော်ကိုဖမ်းဆီးရရှိထားပါတယ်တိုင်ဖုန်းရာကစားတရုတ်တောင်ပိုင်းကိုဝင်ရောက်တဲ့အတွက်ထိုင်းဝမ်မှာလူ14ဦးသေဆုံးသွားတယ်လို့သိရပါတယ်မေတော်ဆန်းစုကြည်ရဲ့တားဖြစ်သူဦးထိန်လင်းကသူ့မွေးနေ့မှာမြန်မာနိုင်ငံရဲ့လွတ်လပ်တဲ့မီဒီယာတွေကိုပံ့ပိုးရည်တည်ကူညီပေးဖို့တောင်းဆိုလာပါတယ်ခင်ဗျာ အတူရောင်ရွေးကောက်ပွဲဝင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်း9000နီးပါးရှိတယ်လို့ UEC ကထုတ်ပြန်ပါတယ်ကြမ်းဖို့ကိုယ်စားလှယ်လောင်း1000ကျော်နဲ့အများဆုံးဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာဒီသတင်းလေးနဲ့အတူထူးထူးခြားခြားသတင်းဖြစ်စဉ်အကြောင်းအရာတွေကိုနားဆင်ရမှာပါပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းကမ်ဘလူးမြို့နယ်ဒီကုံမြို့မှာရဲစခန်းစကန်းသိန်းတိုက်ပွဲတွင်မှဖမ်းဆီးရရှိခဲ့တဲ့ရဲဖြစ်သူရဲ့ကိုဝင်ဆောင်မျိုးသမီးကိုအောင်မြင်မြင်နဲ့မိဖွားပေးနိုင်ခဲ့တယ်လို့ကမ်ဘလူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပအဖကမနေ့ကညပိုင်းမှာ တင်းထုတ်ပြန်ပါရခင်ဗျာကံပလူမျိုးနယ်တော်လိုင်းရေးတပ်စခန်းမှာထိမ့်သိမ်းထားတဲ့စစ်တုံးမန်းနေတဲ့မိသားစုဝင်တွေတဲကအဲ့ဒီကိုဝင်ဆောင်မျိုးသမီးကိုစက်တင်ဘာ24ရက်မနေ့ကမိဖွားပေးနိုင်ခဲ့တာလို့သိရပါတယ်အကြမ်းဖက်စစ်ရှုံးကောင်စီအုပ်စုလိုရုံညံ့တဲ့စိတ်ဓာတ်မရှိတဲ့တော်လိုင်းရေးဘော်တွေရဲ့လူသားချင်းစာနာစိတ်ကိုလည်းဂုဏ်ပြုမှတ်တမ်းတင်ကြောင်းကံပလူမျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပြောဆိုထားပါရခင်ဗျာဇီကုတ်တပ်ဘက်ကဖမ်းသိရမိတဲ့ရဲတပ်သားရဲ့ကိုဝင်ဆောင်မျိုးသမီးကိုဒီကနေ့ည6:18မိနစ်မှာချောချောမှုမှုပဲမွေးဖွားပေးနိုင်ခဲ့ပါတယ်ယောက်ျားလေး နာမည်ပေးကြရအောင်လေကလေးရောမိဘရောចမ်းចမ်းမာမာရှိပါတယ်ဆိုပြီးစခန်းသိမ်းတဲ့အချိန်တုန်းကဗိုက်ဖုန်းအင်ကြီးယူပေးဖို့ရဲဘော်တွေကိုညွှန်ကြားခဲ့ပြီးတုံမန်းတွေကိုကောင်းကောင်းမွန်မွန်ဆောင်းလျှောက်ထားတဲ့ဘူပိုင်ချဲကလည်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေထုတ်ပြန်တီးပေးထားပါတယ်ခင်ဗျာဇီကုံမျိုးရဲစခန်းကိုတော့ကမ်ဘလူခရိုင်ပကဖဆက်ကြောင်းကဥဆောင်ပြီးဝင်းရောက်တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာဘိုလီနဲ့ရဲတပ်သား6ယောက်တေဆုံးပြီးနောက်ထပ်ဘိုလီ2ယောက်တပ်သား2ယောက်နဲ့သူတို့ရဲ့အမျိုးသမီး2ယောက်ကလေး2ယောက်အချုပ်သား3ယောက်ကိုအရှင်ဖမ်းမိခဲ့တဲ့အပြင်ရဲစခန်းကနေ ီတရီတနက်6လက်ဂျီဖိုးတလက် MF50 တလက်နဲ့ပစ္စတိုတလက်ကိုတင်းစီရရှိနိုင်ခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကရင်ပြည်နယ်ထမ်းမြမနယ်သက်မြောက်ရီမြို့လေကီရော်တိုက်ပွဲတွင်မှမြန်မာစစ်ရှုံးကောင်စီတပ်ဘက်ကနေပစ်လိုက်တဲ့လက်နက်ကြီးကြီးထမ်းမြဘော်ကိုကြားရောက်ပေါက်ကွဲပြီးတဲ့နောက်မှာထမ်းစစ်တပ်ကနေသက်မှလုံခြုံရေးတိုးမြှင့်ထားကြောင်းထမ်းသတင်းဌာနတွေကဖော်ပြလာပါတယ် စတေမာ24ရက်နေ့မြောက်မြို့နယ်လေးကောတိုက်ပွဲမှာတိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေတဲ့အချိန်မြန်မာဘက်ကပြစ်လိုက်တဲ့လက်နက်ကြီးကြီးဟာထိုင်းနိုင်ငံမဲဆောက်မြို့အနယ်တွင်းကိုကြားရောက်ပောက်ကွဲခဲ့ပြီးတော့အဲ့ဒီကြားရောက်ပောက်ကွဲမှုကြောင့်လူထိခိုက်တာတော့မရှိပေမဲ့ထိုင်းနိုင်ငံကမြန်မာဘက်ကိုတရားဝင်ကန့်ကွက်လာပေးပို့လိုက်တယ်လို့လည်းသိရှိရပါတယ်။အဲ့လိုမျိုးကန့်ကွက်လာပေးပို့ပြီးတဲ့နောက်ထိုင်းစစ်တပ်ကထိုင်းမြန်မာနယ်သက်တစ်လျှောက်လုံးမှာကင်းလှည့်တာနဲ့လုံခြုံရေးတိုးမြင့်တာတွေကိုလုံးဆန်လာကြောင်းထိုင်းဘက်ခြမ်းမှာတော့24နာရီလုံခြုံရေးတိုးမြင့်လိုက်ကြောင်းသိရှိရတာဖြစ်ပါတယ်ခင်ဗျာ။ စနေမလာ20ရက်နေ့ကစတင်ပြီးစစ်ရုံးကောက်စီတက်ကမြောက်ပြည်မြို့နယ်လေးကောက်မြို့ကိုစစ်ကြောင်းနေထိုးပြီးတော့ဝင်ရောက်လာပြီးဆွဲတော်အမြောက်ကုန်းကိုရရှိဖို့ကြိုးပမ်းထိုးစစ်ဆင်လာကြောင်းအဲ့ဒီနေ့ကစတင်ပြီးတော့ဒီကနေ့စတင်မလာ25ရက်နေ့အထိတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေကစစ်ရုံးကောက်စီတက်ဘက်ကထိခိုက်ဒဏ်ဆုံးမှုတွေများနေကြောင်းကရင်စစ်ရေးတရင်မြစ်တွေကပြောပါတယ်ခင်ဗျာအကြပ်စစ်ကောင်းဆောင်မြောက်လိုင်းတို့ပြုလုံးမဲ့ရွေးကောက်ပွဲမှာ ဝင်ရောက်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီတတိပုဂ္ဂလကိုယ်စားလှယ်လောင်းတင်သွင်းမှုအနေနဲ့9000နီးပါးရှိတယ်လို့မြောက်နိုင်ရဲ့လက်ပါစီပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကထုတ်ပြန်ထားပါတယ်ခင်ဗျာနိုင်ငံတော်မှာရှင်ပြိုင်မဲ့နိုင်ငံရေးပါတီ6ပါတီတိုင်းနယ်ပြည်နယ်တစ်ခုစီအတွင်းစည်းရုံးမဲ့နိုင်ငံရေးပါတီ52ပါတီနဲ့တတိပုဂ္ဂလလွတ်တော်ကိုယ်စားလှယ်လောင်းနေရဲ့အမည်စရင်တင်သွင်းမှုပေါင်း4963ရောက်ရှိပြီးတော့ကြံ့ခိုင်ရေးပါတီက1018ရောင်းနေအများဆုံးဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာတာသာညလိုလူသိများတဲ့ဒိုင်းသာစီလုံးညွေပါတီက694ရောက် ဦးချွေမန်းရဲ့ပြည်သူ့ရှေ့ဆောင်ပါတီက682ယောက်မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီက428ယောက်ရှိတယ်လို့လည်းဆိုထားပါတယ်။ဒါပြင်ကြားဖြူပါတီလို့လူသိများတဲ့ရှမ်းနဲ့တိုင်းသားဒီမိုကရက်တစ်ပါတီက984ယောက်ဥက္ကိုကြီးရဲ့ပြည်သူ့ပါတီက912ယောက်ပြင်တိုင်းနယ်ပြည်နယ်တစ်ခုစီတွင်စီယုံမဲ့နိုင်ငံရေးပါတီ52ပါတီကအယောက်960တတိပုဂ္ဂလက95ယောက်ဖြစ်တယ်လို့မြန်လန်ရဲ့ UEC ကထုတ်ပြန်ထားပါတယ်။အဲ့ဒီကိုယ်စားလှယ်လောင်းအမည်စည်းနေသွင်းမှုတွေကိုဂျမ်ဘတ်စကောင်းဆောင်မြန်လန်ရဲ့ ် UEC ကတက်တန်ရကော်မရှင်အဖွဲ့အခွဲအသီးသီးစစ်စစ်နေတယ်လို့လည်းပြောဆိုထားပါတယ်ခင်ဗျာ DNL ထိန်းချုပ်ထားတဲ့ရှမ်းမြောက်မှာစာရဖနဲ့သတင်းပေး၁၀ယောက်ကျော်ကိုဖမ်းဆီးရရှိထားပါတယ်သတင်းပြေသံကိုကြည့်အောင်ပါခင်ဗျာရှမ်းပြည်နယ်မြောက်ပိုင်းမှာဖမ်းဆီးရရှိထားတဲ့သူတွေထဲမှာတရောင်းစားတထေခီးသွားအပါဝင်ပုံစံမျိုးမျိုးရောင်ဆောင်ပြီးတော့သတင်းရယူတဲ့သူတွေကို၁၀ဦးကျော်ဖမ်းဆီးရမိထားတယ်လို့ DNL ကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာကြောင်မဲတဲ့ဒီဘောမျိုးနယ်တို့မှာ TNL ရဲတပ်ဖွဲ့နဲ့ဌာနဆိုင်ရာတို့ကပူးပေါင်းပြီးတော့ရှောင်းတခင်စစ်ဆေးမှုတွေဆောင်ရွက်တဲ့အချိန်ဆရာဖားနဲ့သတင်းပေးစေဦးကျော်ကိုဖမ်းဆီးရရှိတာဖြစ်ကြောင်းလာရှုံမြို့အတွင်းမှာရှိတဲ့စစ်ရုံးကောင်စီတပ်က TNL အုပ်ချုပ်ထားတဲ့နေပြည်တော်မှာရှိတဲ့ TNL ရဲ့ဂိတ်နေရာတွေဂိတ်တွင်းမှာရှိတဲ့လူအင်အားလက်နက်အင်အားဌာနဆိုင်ရာအင်အားတွေတပ်စခန်းနေရာတွေလူစုလူဝေးများတဲ့နေရာတွေမှာသတင်းရယူပြီးတော့လေကြောင်းပစ်ခတ်မှုပြုလုပ်ကြောင်းအဲဒီနောက်မှာထိရောက်မှုရှိမရှိကိုစုံစမ်းထောက်လှမ်းရယူခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။ အဲ့တော့မှာစစ်တပ်ကလွယ်ကူစွာနဲ့ဝင်ရောက်နိုင်မဲ့လမ်းတွေနဲ့ထောက်ပို့လမ်းကြောင်းအခြေအနေတွေကိုလည်းအဓိကထောက်လှမ်းပြီးသတင်းပေးပို့ခဲ့ကြောင်းစာရပါတွေနဲ့သတင်းပေးတွေဟာမြို့တွင်းကိုတချို့ကလမ်းလျှောက်ပြီးတော့တချို့ကတော့ဆိုင်ကယ်တွေလိုင်းကားတွေအိမ်စည်းကားတွေနဲ့တရေရောင်ဆောင်သူကဆောင်တရောင်းစားရောင်ဆောင်သူကဆောင်ခီးသွွားရောင်ဆောင်သူကဆောင်ပုံစံမျိုးမျိုးနဲ့ဝင်ရောက်ပြီးတော့သတင်းတွေကိုထောက်လှမ်းရယူခဲ့တာဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာစာရဖားနဲ့သတင်းပေးအချင်းချင်းဆက်သွယ်မှုပြုလုပ်ရမှာလဲ လက်ဟန်အမှုအရာလက်ဖက်ရည်ဆိုင်လမ်းဘေးကွန်းရဆိုင်နဲ့လူချင်းတဲ့နေရာတွေမှာလူချင်းတွေ့ပြီးတော့တဦးနဲ့တဦးသတင်းပေးပြီးတော့အကြမ်းမဆစ်ရှုံးကောင်စီတက်ထံကို online platform ဖြစ်တဲ့ Viber တွေ Facebook WeChat Telegram စတဲ့ဒီနေရာတွေကနေတဆင့်သတင်းပေးပို့ခဲ့ကြတယ်လို့သိရှိရပါတယ်ခင်ဗျာဆစ်ရှုံးကောင်စီတက်ကတန်းပြည်တွင်းမှာရှိတဲ့မြို့နယ်တွေမှာစစ်ဘေးရဲလုံခြုံရေးအဖွဲ့တွေကိုဆ ెల ွတ်ထားပြီးအဲ့ဒီဖမ်းဆီးရမိသူတွေကိုလည်းလုံခြုံဆိုင်ချတဲ့နေရာတွေမှာကောင်းကောင်းမွန်မွန်နဲ့ထိန်းသိမ်းထားကြောင်းပြစ်မှုကျွလွန်ကြောင်းထင်ရှားရင်တော့ တန်းပြီးဥပဒေနဲ့ရေရိပ်သွားမှဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့မေတော်ဆန်းစုကြည်ရဲ့တားဖြစ်သူဦးထိန်လင်းကသူ့မွေးနေ့မှာမြန်မာနိုင်ငံရဲ့လွတ်လပ်တဲ့မီဒီယာတွေကိုပံ့ပိုးရက်တီကူညီပေးဖို့တောင်းဆိုလာပါတယ်ခင်ဗျာအမေဒီနေ့ကျွန်တော်မွေးနေ့မှာ မမစ်စီကတိမတ်ခဲ့ရတဲ့မြန်မာဒလိအတိုင်းကောင်းတဲ့အလုပ်တစ်ခုလုပ်ချင်ပါတယ်ကျွန်တော်တို့အတွက်အဲ့ဒီကောင်းတဲ့အလုပ်ဆိုတာမြန်မာနိုင်ငံရဲ့လွတ်လပ်တဲ့မီဒီယာတွေကိုပံ့ပိုးပြီးရက်တီကူညီပေးတာဖြစ်ပါတယ်သူတို့ဟာ ကျွန်တော်ကိုမိမိရဲ့အချင်းအမန်တွေသိရှိစေုံမျှမကပဲမြန်မာနိုင်ငံအနှံ့ကမိသားစုပေါင်းများစွာရဲ့အကြောင်းကိုသိဖို့ရာအင်မတန်အရေးပါပါတယ်ဆိုပြီးသူ့ရဲ့လူမှုကွန်ရက်ဆာမျက်နှာကနေသတင်းစကားပါထားပါတယ်။သတင်းတော်တွေဟာသတင်းရဲယုံနေမဟုတ်ဘဲနဲ့ဒီမိုကရေစီအတွက်အရှိကနေပြီးတော့တိုက်ပွဲဝင်တဲ့သူတွေဖြစ်ကြောင်းကိုလည်းဥထိန်လင်းကအတိမတ်ပြုပြောဆိုခဲ့ပါတယ်။သူတို့ဟာကျွန်တော်တို့ရဲ့မျှော်လင့်ချက်တွေကိုဆက်လက်ရှင်းသင်နေသေးဖို့လှုံ့ဆော်နေအမှန်တရားကိုဖော်ထုတ်ဖို့ဒုက္ခအနေနဲ့မျိုးစုံ တွေ့ကြုံရတယ်ကျွန်တော်တို့ဝိုင်းဝန်းပြီးတော့မကူညီရင်သူတို့ရဲ့အတန်နဲ့အမှန်တရားတွေဟာတိတ်ဆိတ်သွားနိုင်တဲ့အခြေအနေမှာရှိပါတယ်ဆိုပြီးဥထိန်လင်းကခုလိုမျိုးပြောဆိုခဲ့ပါတယ်ခင်ဗျာ In Burma independent media and more than journalists they are frontline defenders of democracy they are its active force its lifeline every single day they risk their lives to report the truth while others remain silent, or worse, stand with tyranny. Soldiers risk their lives on the battlefield, but at least they have the means to defend themselves and fight back. Journalists only have their words, courage, and intellect. For me, independent media have been a lifeline since my childhood. The junta hides every detail about my mother's well-being what is really happening in Burma. But through outlets like Irrawaddy, DVBb, and Myanmar Now, I've been able to know the truth. Without them, I would be in the dark, just like so many families across Burma and the world. In Burma and other countries, state-controlled media is used to feed the public lies and brainwash people. When I have been in Burma and before with Meme growing up in different countries, learning about. force in Burma's democracy movement. Truth needs allies. Stand with the independent media. Support them today, because this is your media. And without them, who knows what is happening in Burma? မိုးလေဝသတရင်တွေဘက်မှာတော့အင်အားပြင်းတဲ့တိုင်ဖွန်းမုန်တိုင်းရာဂါဇာဟာစက်တင်ဘာ24ရက်က တရုတ်နိုင်ငံတောင်ပိုင်းကွမ်ဒုံပြည်နယ်ကုန်းပိုင်းကိုဝင်ရောက်ခဲ့ရမှာလေပြင်းတိုက်ခတ်မှုမိုးတိုးတိုးထန်ထန်ရွာသွန်းမှုတွေနဲ့လိုင်းကြီးမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ထိုင်ဝမ်မှာလည်း၁၄ဦးထပ်မံတေဆုံးခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာအဲ့ဒီမုန်တိုင်းဟာလူဦးရေတန်းနဲ့ချီပြီးတော့နေထိုင်တဲ့ကွမ်ဒုံပြည်နယ်ကိုတနအီကို၄တိုင်နှုန်း145ကီလိုမီတာမိုင်60အထိအချိန်အုံနဲ့တိုက်ခိုက်ဝင်ရောက်ခဲ့ရမှာရန်ကျမ်းမြို့မှာအပြက်စီးတွေများစွာဖြစ်ပေါ်စေခဲ့ပါတယ်ကွမ်ဒုံပြည်နယ်ကိုမဝင်ရောက်မီနိုင်နေငယ်လူကလူကြီးထူထပ်တဲ့ဟောင်ကောင်မြို့ကိုဖျက်ချော်ခဲ့ပြီး နောက်မြောက်ပစိဖိတ်ဒေသမှာအခုနှစ်အတွင်းအပြင်းထန်ဆုံးမုန်တိုင်းဖြစ်တဲ့မြို့တော်မိုးလေဝသဌာနကသတ်မှတ်ခဲ့ပါတယ်။ရာဂါဆာမုန်တိုင်းဟာထိုင်ဝမ်ကိုဖြန့်သန်းသွားချိန်မှာဟွာလျန်ခရိုင်အရှေ့ပိုင်းမှာတက်တန်းကြမြင့်မီဖြစ်တဲ့ရေကာတာကန်တစ်ခုပွင့်ထွက်ခဲ့ရမှာဆလေးဦးထံမှနေတည်ဆုံးပြီးတော့46ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။တစားထဲမှာပဲမြန်မာနိုင်ငံအတွက်မိုးလေဝသခံမှန်းချက်သတင်းတွေကိုတင်ဆက်ပေးကြပါမယ်။ဘင်္ဂလားပင်လယ်အော်ခြေနေကတော့ကက်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာမုတ်သွန်လေအားကောင်းနေပြီး ကျံမင်္ဂလာပင်လယ်ော်မှာမိုးသွန်လေးအသင့်တင်ရှိနေပါတယ်ခင်ဗျာထူးခြားတဲ့အခြေအနေတွေကတော့ဒီကနေ့မြန်မာစံတော်ချိန်9နာရီခွဲအချိန်တိုင်းထွာချက်တွေအရဒေဝနိုင်ငံတောင်ပိုင်းခွန်တောင်းပြည်နယ်ကမ်းရိုးတန်းဒေသတွေကိုဖျက်ကျော်ခဲ့တဲ့တိုင်ဖွန်းမုန်တိုင်းရာဂါဆာဟာအနောက်ဘက်ကိုရွေ့လျားခဲ့ပြီးအားကောင်းတဲ့အပူပိုင်းမုန်တိုင်းရာဂါဆာဖြစ်နေအားရော့သွားခဲ့ကကွန်ရှိပြည်နယ်မှာတော့နေသက်ဒေသတွေကိုရောက်ရှိခဲ့တယ်လို့သိရပါတယ်။အဲဒီအားကောင်းတဲ့အပူပိုင်းမုန်တိုင်းရာဂါဆာဟာနောက်6နာရီအတွင်းမှာအပူပိုင်းမုန်တိုင်းရာဂါဆာဖြစ်နေ ကွန်ရှင်းပြည်နယ်တောင်ပိုင်းဒေသတွေကိုဆက်လက်ပြီးတော့ဖျက်ချုံနိုင်ကအဲဒီကနေတဆင့်အနောက်ဘက်ကိုဆက်လက်ရွေးရှားနိုင်ပြီးနောက်24နှစ်အတွင်းမှာတော့ပူပိုင်းမုန်တိုင်းငယ်ဖြစ်နေဗီယက်နမ်နိုင်ငံမြောက်ပိုင်းဒေသတွေကိုဆက်လက်ပြီးတော့ဖျက်ချုံနိုင်တယ်လို့သိရှိရပါတယ်။ဒီကနေ့ညနေထိခမ်းမန်းချက်တွေကတော့သခိုင်း၊ကချင်း၊ဂရင်းဒီနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာနေရာကျဲကျဲ စကိုင်းတိုင်းထပ်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်ရှေ့ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့ဂျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာအနှံ့ပြားမုတ်ထချုံရွာပြီးနေပြည်တော်ရန်ကုန်မန္တလေးမကွေးအေရီတနင်္သာရီကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတော့နေရာကွက်ပြီးတော့မူကြီးနိုင်ပါတယ်ရွာရန်ရွာနှုံးကတော့ရန်နှုံးပြည်ဖြစ်ပါတယ်ခင်ဗျာမိုးတင်အောင်ဖြစ်ပေါ်မှုအခြေအနေတွေကတော့ရန်ကုန်မကွေးအေရီတိုင်းဒေသကြီးတနင်္သာရီချင်းမွန်ရခိုင်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာမိုးတင်အောင်ဖြစ်ထွန်းမှုအားကောင်းနေပြီးအဲ့ဒီမိုးတင်အောင်တွေရေလျားရနေရာတစ်လျှောက်မှာ မိုးရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထချုံတာမိုးကြိုးပစ်တာလျက်စီးလက်တာနဲ့မိုးသီးကြွေတာတွေစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်ပါတယ်။မြမပင်လေပြင်းအခြေအနေကတော့မြဝကျုံပေါ်မိုးတမခွေမွန်တင်းနာရီကန်ယုံနဲ့တခြားနယ်ကမ်းလွန်ပင်လေပြင်းတို့မှာရပ်ဖန်ရန်ကမိုးတက်လေပြင်းတွေကြောက်ရောက်ပြီးတော့လှိုင်းကြည့်ပါမယ်။မိုးတက်လေပြင်းကြတဲ့အချိန်ရေပြင်းမြေပြင်းလေကတနအိုက်ကို35မိုင်အထိတိုက်ခတ်နိုင်ပါတယ်ခင်ဗျာ။လိုင်းမြင့်ကတော့မြဝကျုံပေါ်မိုးတမခွေမွန်တင်းနာရီကန်ယုံနဲ့တခြားနယ်ကမ်းလွန်ပင်လေပြင်းတို့မှာဆယ်ဘီကနေ12ပေလောက်အထိ ရှိနေပါတယ်ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတော့တခါတရံမိုးတက်လေပြင်းတွေကြောက်ရောက်ပြီးလိုင်းကြီးနေပါတယ်ခင်ဗျာမိုးတက်လေပြင်းကြောက်တဲ့အချိန်ရေပြင်းမြေပြင်းတွေကတနအီကိုမိုင်30လောက်ထိတိုက်ခတ်နိုင်ပါတယ်လိုင်းပြင်းကတော့ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ9ဘီကနေ17ဘီလောက်ထိရှိနေပါတယ်ခင်ဗျာနောက်နေ့ရက်အတွက်ခမန်းချက်တွေကတော့နေပြည်တော်ရန်ကုန်ပဲခူးမကွေးအေရဝတီတနင်္သာရီကရင်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာမိုးဆက်လက်ပြီးတော့များနေနိုင်ပါတယ် နေပြည်တော်နဲ့ဤတဝိုင်းမှာလည်းဒီကနေ့ညနေထိခံမှန်းကြတဲ့အရာနေရာကွက်ကြားမိုးထစ်ချုံပြီးတော့ရွာမယ်လို့သိရပြီးရွာရမနှုံးကတော့ရာနှုံးပြဖြစ်ပါတယ်။ရန်ကုန်နဲ့အနီးတဝိုင်းဒေသတွေမှာတော့ဒီကနေ့ညနေထိခံမှန်းကြကမိုးတကယ်နေချင်းထစ်ချုံပြီးတော့ရွာပါမယ်ခင်ဗျာ။မန္တလေးနဲ့ဤတဝိုင်းဒေသတွေမှာလည်းဒီကနေ့ညနေထိခံမှန်းကြကတော့နေရာကွက်ပြီးတော့မိုးထစ်ချုံပြီးတော့ရွာပါမယ်။ရွာရမနှုံးကတော့ ရန်နုံပြည့်ဖြစ်ပါတယ်။ဒါကတော့ဒီကနေ့မွန်တဲ12နာရီချိန်အထိတွေ့ရတဲ့သတင်းဖြစ်စဉ်အကြောင်းအရာတွေကိုကျွန်တော်ဝန်ကစူးစီးပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ပြည်သူအားလုံးကိုစိတ်နှဖျားချမ်းသာချမ်းသာပြီးစစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကနေအများဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ။ထူးခြားတဲ့သတင်းဖြစ်စဉ်အကြောင်းအရာတွေနဲ့တို့ကျွန်တော်တို့ညခင်းမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ။ဘယ်တော့မှမူသားစကားမပြောအပ်တဲ့လူသုံးမျိုးရှိတယ်တဲ့။တမျိုးကတော့ဗာလဲဆိုတော့ဆရာများဆရာများဆိုတာမိမိရဲ့တပည့်များကိုဘယ်တော့မှမူသားမပြောရဘူးတဲ့။ မမှန်ကန်တဲ့စကားဘယ်တော့မှမပြောရဘူးလေဒုတိယကဘာလဲဆိုတော့ဆရာဝန်ဆရာဝန်များဟာမိမိတို့ရဲ့လူနာတွေဘယ်တော့မှမူသားမပြောရဘူးလေမမှန်မကန်တဲ့စကားမပြောရဘူးလေတတိယကတော့မင်းတိုင်မင်းအမများမင်းတိုင်မင်းအမများဆိုတာအရင်တော့ဒါရှင်မင်းခက်မှာပေါ့နော်ရှင်မင်းခက်မှာဆိုတော့ရှင်မင်းနားကိုပေါက်ပြီးတော့ဒီအာနာရှိတဲ့လုတ်ပိုင်ခွင့်ရှိတဲ့လူတွေကိုဟိုအကြံပြုတာပြောစစ်တင်တင်ပြတဲ့ ပုံကများပေါ့မင်းတိုင်မင်းအမများဘယ်တော့မှမှုသားစကားကိုမပြောရဘူးမမှန်ကန်တဲ့စကားကိုမပြောရဘူးလေဒီဒီဘလူသုံးမျိုးဆိုတာမှုသားကိုလုံးဝရှောင်ရမယ်ဒီလူသုံးမျိုးဟာမှုသားကိုမရှောင်လို့ဆိုလို့ရှိရင်နိုင်ငံဒုက္ခရောက်တယ်ဘာဖြစ်လို့လဲဆိုတော့ဆရာများဟာတပည့်တွေကိုလိန်လေပြီးတော့တင် जा လို့ရှိလို့ရှိရင်ဒီတပည့်ပေါင်းများစွာဟာသူလိန်လေပြီးတော့မှုသားတွေနဲ့ပူသားတွေအခြေခံပြီးတော့တင် जा ခဲ့တဲ့အတွေးခေါ်တွေနဲ့ကြီးပြင်းလာလို့ရှိရင်ဒီလူတိုင်းဝင်တွေဒုက္ခများလိမ့်မယ် ။ဆရာဝန်များဟာကိုယ့်ရဲ့လူနာများကိုလှည့်ပြားပြီးတော့တနာလိုပဲဖြစ်ဖြစ်လှည့်ပြားပြီးတော့ဒါမှမဟုတ်ဟိုမြင်ပေါ်ချလိုပဲဖြစ်ဖြစ်လှည့်ပြားပြီးတော့မှုသားပြောလို့ရှိလို့ရှင်လေဒီရရရဲ့ကျမရေးနဲ့ပတ်သက်တဲ့ပညာများဟာ ဆုပ်ယုပ်နိုင်တယ်ဒါဟာလေရရကိုထိခိုက်နိုင်တယ်အရေးကြီးဆုံးအရေးကြီးဆုံးကတော့မင့်တိုင်မြတ်တယ်ပေါ့မင့်တိုင်မြတ်ဆိုတာဟာဒီ နိုင်ငံရဲ့အုပ်ချုပ်ရေးရန်ကြောက်ကိုလေပတ်အောင်လုံနိုင်တဲ့ပုံကိုယ်ဒီနားကိုမူသားစကားတွေမမှန်တဲ့စကားတွေရောက်လို့ရှိလို့ရှိရင်ဒီနိုင်ငံရဲ့အုပ်ချုပ်ရေးဟာလွဲ့လွဲ့ချော်ချော်ဖြစ်တတ်တယ်အဲ့တော့တနိုင်ငံလုံးဟာကမောက်ကမဖြစ်သွားနိုင်ပါတယ်ဒါကြောင့်ကျမတို့ဟာအချင်းချင်းဆက်ဆံတဲ့အခါမှာအမှန်တရားကိုအခြေခံပြီးတော့ဆက်ဆံဖို့လိုတယ်တခါတလေအမှန်တရားအရာလုထာဟာမူသားပြောတာတွေအများကြီးပို့ပြီးတော့ခက်တယ်လို့မြင်ရတယ်ဒါဒါရေးတို့ပါပဲ ညီတို့မှာတော့မူသားလေးပြောလိုက်လို့ရှိရင်လွယ်လွယ်ကူကူနဲ့ကိစ္စတခုကပြက်ကောင်းပြက်သွားလိမ့်မယ်ဒါပေမဲ့လုံးဝပြတ်မှာမဟုတ်ပါဘူးတတခဏပါပဲနောင်ကျတော့ပို့ပြီးတော့ပြဿနာတွေကကြီးလာမှာဖြစ်ပါတယ်ဒါကြောင့်ကျမတို့အချင်းချင်းမှာပုံမွေနေနေမှန်မှန်ကန်ကန်ပြောကြဆိုကြဆွေးနွေးကြစီခြင်း ਨੇ ချစ်ချစ်ခင်ခင်ညီညီကြေးကြေးပြောကြဆိုကြဆွေးနွေးကြစီခြင်း ਨੇ ကျမတို့အဆိုရှိသလိုပေါ့နော်အဲကြိုးရှိမှန်ကန် သူခံတာတဲ့စကားနဲ့သူမခံတာတဲ့စကား ကိစ္စတစ်ခုကမှန်ပင်မဲ့လေဘလူတွဲမှာအကျိုးမရှိရင်မပြောတာပဲကောင်းတယ်ပြောလိုက်လို့ဘလူတွဲမှာအကျိုးမရှိဘူးမှန်ရင်လည်းမှန်မယ်နိဥမာပေါ်တယောက်ကို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 နဲ့တည်တယ်ကိုတငယ်ချင်းတယောက်ကိုမင်းနှာခေါင်းရအင်တာရုပ်ဆိုးတာပဲဆိုမှန်ရင်မှန်မယ်အဲ့လိုပြောလိုက်တော့ဘလူတွဲအကျိုးရှိတယ်ဟိုကပြောခံရတယ်လို့စိတ်ဆိုးသွားမယ်ကိုမိတ်မိတ်ပြတ်သွားမယ်ဒါပို့ပြီးတော့ဒေါသတွေဖြစ်ပေါ်တယ်အဲ့တော့မှန်တိုင်းလည်းပြောဖို့မလိုဘူးမပြောသင့်ဘူးဘာအကျိုးမှမရှိဘူး